ီနေ့အစီအစဉ်လေးကတော့မရှက်နဲ့ရဲ့ချစ်ချက်အစီအစဉ်လေးဖြစ်ပါတယ်။ကျွန်တော်ဘာအကြောင်းပြောမှလဲဆိုရင် gender based violence လို့ခေါ်တဲ့ကြားမအခြေပြုအကြမ်းဖက်မှုအကြောင်းပါ။ဒါလေးကိုကြားလိုက်တော့နည်းနည်းလေးတော့အစိမ့်နေမယ်ထင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကအရင် heavy မဟုတ်ပဲကျွန်တော်နဲ့အတူမရှက်နဲ့ရတငယ်ချင်းတွေရဲ့အတွေ့အကြုံလေးတွေကိုပြောပြမှာဆိုတော့တငယ်ချင်းတွေကိုဖိတ်ခေါ်လိုက်တော့မယ်နော်။ ကဲလူလဲဆုံးပြီဆိုတော့ကျွန်တော်တို့တယောက်ချင်းစီမိတ်ဆက်ပေးပါအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ယူဝထုံးဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါညီမနာမည်တဇာဝန်ပါရှင်အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့လင်းဝိထွေဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်မဇမျိုးကျော်ဖြစ်ပါတယ်ခင်ဗျာဒီကိုကိုတိုင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ပေါ့နော်ဘလို့ gender based violence အခြေအနေတွေကိုကြုံဘူးလဲကြားဘူးလဲပေါ့နော်အမအချင်းကတော့ဒါအိမ်ကနေအရင်စတာပေါ့နော်ဒီမှာတမိမိန်ကလေးတွေဆိုရင်အပြင်သွားရင်လည်းနှောက်ရက်ခံရတာ လိုက်ဆန့်ခံရတာမျိုးရှိရင်အိမ်ကိုပြန်တိုင်တဲ့ခါမှာနေဘလို့ဝစ်သွားလဲမှမသိတာနေကိုအဲ့ဒါကြောင့်စကတ်တူမဝစ်နဲ့လို့ပြောသားပဲပေါ့ဒီလိုမျိုးတွေကြုံရတယ်။တားယောက်ျားလေးကြတော့လေသူ့ဘာသူတငယ်ချင်းနဲ့ရံဖြစ်လာတာဖြစ်ဖြစ်တခုခုပြဿနာတက်လို့ငိုရဲဆိုရင်ယောက်ျားလေးဖြစ်ပြီးဒီလောက်စိတ်ပျော့လာပေါ့နော်။အခုက LGBT မွေးထားတဲ့မိဘတွေဆိုပို့ဆိုးတယ်။အပြင်ကနေပြီးတော့မဖိနှိပ်ခင်မှာအိမ်ထဲမှာအရင်ပြဿနာအရင်ရှင်းရတယ်ပေါ့နော်။ဆိုတော့အဲ့ဒီကိစ္စလေးတွေကမိသားစုတွေကနေစရတယ်တော့အမှထင်ပါတယ်။ကိုကိုရာရောမကြုံဘူးပြောမှာပေါ့နော်။ပေါင်ဝဲချင်းမှာဆိုရင်တွေ့ရတယ်ပေါ့။မာချစ်သူချင်းချင်းဖြစ်ဖြစ်လင်မယားချင်းချင်း ဖြစ်ဖြစ်ဟိုပြန်ဖြစ်စကားများတဲ့ခါကြလို့ရှင်ဆဲဆိုတာတို့ပြီးတော့ကိုထုလက်ရောက်ကျူးလွန်တာတို့အဲပြီးတဲ့ခါကြတော့အခုကဟိုနိပညာပိုင်းနဲ့ပတ်သက်လို့လည်းဟိုတိုးတက်လာတဲ့အများလေဟိုနိပညာအကျန်းဖတ်တွေလည်းပေါ်လာတယ်ပေါ့ဥမာသူများရဲ့ပုံယူပြီးတော့ချင်းချောက်တာတို့ဟိုယောက်ျားလေးအဲ့လိုမျိုးတစ်ခုခုချင်းချောက်တာမိန်းကလေးဆိုလို့ရှင်လည်းချင်းချောက်ခံရတာတို့အဲ့လိုမျိုးတွေကြုံတွေ့လာရတယ်ပေါ့နော်မောင်နှမအထင်းပါပေါ့နော်ကိုကခလေးကိုအဲ့လိုမျိုးမိန်းကလေးနဲ့ပေါင်းလို့ပြောလိုက်တာလို့ဟိုသွားဖို့ရှင်ရဲ့လှပကြိုက်တာလို့ပြင်လာကြတယ်ကိုက နင်နဲ့နေလားဘာညာလားအဲ့လိုပြောမိရောပေါ့ကိုကပြောလိုက်တဲ့စကားကြောင့်ပဝင်းကျင်မကလေးကိုပြန်ပြီးအဲ့လိုပြောကြတာပေါ့နော်ကိုတည်းကဘာရမိုးစူလိုက်ရင်တော့မကိုကိုပြန်អော်ပြီးတော့အဆင့်အောင်ရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးပေါ့မိသားစုထံမှာအဲ့လိုဖြစ်နေအောင်အဲ့သူစိတ်ပန်းဆိုင်ရာသူအဲ့လိုမျိုးခံစားရတယ်တင်ကျွန်တော်ကတော့လက်တွေ့ကြုံမှုရပါပေါ့ကျွန်တော်အလုပ်ကတော့အကြီးပဒီလေးနဲ့တွဲလုပ်ခဲ့တဲ့အလုပ်ပေါ့နော်တငယ်ချင်းတွေနဲ့အပြင်မှာ အလုပ်ပရက်လေးပြန်ပြီးလဲအေးဆန်လေးမှာတော့တွေ့ကြတငကြီးညာလူပြောမင်းယောက်ျားကြီးတန်လည်းဖြစ်ပြီဘလူး activity နဲ့ပေါင်းတာလဲယောက်ျားမြေယောက်ျားလူနေပါလားမယောက်ျားလူပေါင်းလေအဲ့လိုပြောတဲ့အချိန်မှာကျွန်တော်အရန်ဝမ်းနေတယ်ပေါ့နော်ဝမ်းနေပြီးကျွန်တော်တခုလှုပ်ချင်တယ်ပေါ့ပြောချင်တာသူတို့နဲ့စကားမပြောချင်တော့ကျွန်တော်ထားပြန်သွားပြီးအိမ်မှာပေါ့နောက်တစ်ညမှာကျွန်တော်စဉ်းစားပြီးမျက်ရည်ဝဲပြီးစိတ်ခံစားရတယ်ပေါ့အဲ့လို ဒီကိုအတွက်ပေါ့နော်ဒီစိတ်မတက်မတာဖြစ်စေတဲ့အပြုမူတွေအပြောအဆိုတွေဆိုရင်ဘာဖြစ်မလဲပေါ့တနည်းအားဖြင့်ပြောရရင်တော့ဗျာဒီအကြမ်းဖက်မှုလို့ခံစားရစေတဲ့ဟာမျိုးပေါ့လုပ်ငန်းခွင်မှာဥမာအမားတို့ main ကလေးတွေကလည်းစ조사တယ်ယောက်ျားလေးတွေလည်း조사တယ်အဲ့ဒီခါကျတော့တခါတလေမှာယာတို့ဒီ company တစ်ခုထဲမှာပဲဒီယာတို့အတွက်ပေါ့နော်အထက်လူကြီးကဆုံးဖြတ်တဲ့အခါမှာကိုယ့်ကိုရွေးချယ်လိုက်တဲ့အချိန်မျိုးရှိရပေါ့နော်အဲ့ဒီအခါမျိုးမှာ main ကလေးကဒါဒီယာတို့ကိုလုံနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဒီလိုပုံစံမျိုးတွေအချိန်မြခံရတာပြောခံရတာပေါ့နော်ရှေ့မှာတော့မပြောကြဘူးပေါ့ဒါပေမဲ့ ီလိုလေးရှိတယ်နောက်တစ်ခါပါလဲဆိုတော့ကိုအထက်လူကြီးကအတက်ငယ်နေပို့ဆိုးတယ်ပေါ့နော်အတက်ငယ်နေတဲ့ခါကျတော့သူတို့နှစ်ယောက်ကဘယ်လိုဆက်ဆံရေးများရှိလို့များသူကလာလို့တိုးသွားတာဖြစ်မလဲပေါ့ဒီလိုပုံစံမျိုးလေးတွေဆက်ဆံခံရတာရှိတော့ဒါလုပ်ငန်းခွင်မှာနည်းနည်းလေးထောက်ဆစ်ဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိလို့ရှင်တော့ကိုကအမားတစ်ခုခုလှုပ်လိုက်လို့ဥမာလုပ်ငန်းခွင်မှာတော့မဟုတ်ဟိုဘေးကလူမှုဟိုပအဝင်ကျင်းမှာပေါ့တခုအမားလှုပ်လိုက်လို့ရှင်ကိုကချစ်ခင်ရသူတွေကိုပြန်ပြီးတော့ရင်ဖွင့်လိုက်ရှိတယ်လေသူတို့ရဲ့ပြန်ပြီးတော့ပြောစကားကကြတော့ဘာလို့အဲ့လိုလှုပ်တာလဲဟိုမင်းဖြစ်မင်းခံလို့ဥမာ ဒီအမားကိုဘယ်သူကလှုပ်ခိုင်းလို့လဲအဲ့လိုမျိုးပျံပြီးတော့ကို့အပြစ်ပြန်ပြန်ပြီးအပြစ်ဝင်တင်စိတ်ပြန်ပြီးဖြစ်တယ်ပေါ့နော်လက်လက်ပပဝတ်ဝါးရင်တော့မသိ तू ကဘာလှုပ်တာညာလှုပ်တာအဲ့လိုမျိုးပေါ့နော်ဆွဆွဲကြပြောကြဆိုကြတယ်ကိုကကိုကြိုက်တာကိုလွတ်တယ်စားတယ်ဆိုပေမဲ့သူများရဲ့အမြင်မှာကိုအဲ့လိုပြောလိုက်ရင်တော့ကိုစိတ်သေးခံစားရတယ်ဟုတ်ကဲ့ပါအခုဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ကဒါဒီပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ဒီမိသားစုတွေမှာပဲဖြစ်ဖြစ်ဒီ ဒီ gender based violence ဖြစ်စေတဲ့အပြုအမူတွေပေါ့နော်ဒါကကိုလုံးလုံးလုံးမိတာလည်းရှိတယ်ဒါပေမဲ့မသိရလည်းရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပြောခဲ့ကြရတယ်ဆွေးနွေးခဲ့ကြရတယ်အဲ့တော့ခုကျွန်တော်နောက်ထပ်ဟုတ်တယ်ပြီဖွင့်ပြချင်တဲ့ဗီဒီယိုရှိရပေါ့နော်အဲ့အားကဒီလိုကျွန်တော်တို့ပြောခဲ့တဲ့အရာပြင်ဒီ GBV မြောက်စီတဲ့အရာတွေကနောက်ထပ်ဘာတွေရှိသေးလဲပေါ့နော်အဲ့ကျွန်တော်ဗီဒီယိုလေးကြည့်လိုက်ရအောင် GBV ဆိုတာကအကြမ်းမအခြေပြုအကြမ်းဖက်မှုလို့ခေါ်ပါတယ်အကြမ်းဖက်မှုကိုကျမတို့ခွဲခြားကြည့်တဲ့အခါမှာအကြမ်းဖက်မှု6မျိုးရှိတာကိုတွေ့ရတယ်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်တာ ိတ်ပိုင်းဆံရကျန်းဖတ်တာလိမ်ပိုင်းဆံရကျန်းဖတ်တာရိုးရာတလေးရပေါ့နော်အကျန်းဖတ်တာတွေအပြင်ကိုလူမှုစေဘာရေးဆံရကျန်းဖတ်မှုတွေနော်ဒါတွေအပြင်ယခုဆိုလို့ရှိရင်ဤပညာပိုင်းဆံရကိုအသုံးချပြီးတော့အကျန်းဖတ်တာတွေကိုပါတွေ့ရပါဖြစ်ပါတယ်မိသားစုဝင်တွေထဲမှာလည်းပေါ့နော်သတိမထားမိတဲ့ဒီအကျန်းဖတ်မှုလေးတွေရှိရတမိမိန်ကလေးဖြစ်လို့နော်တားယောက်ျားလေးဖြစ်လို့ဆိုပြီးတော့ကျမတို့ဒီကန့်သက်ချုပ်ချယ်တာမျိုးတွေထိ ंछ ုပ်အကြက်ကင်တာမျိုးတွေအားဆိုလို့ရှိရင်ဒါကသတိထားရမယ့်အချက်တွေ ဖြစ်တယ်ဒါတွေဟာလည်းအကျန်းဖတ်မှုမြောက်စိတ်ပိုင်းဆိုင်ရာအကျန်းဖတ်မှုတွေလည်းရှိတယ်ဥမာအဖြစ်ပေါ့နော် အမျိုးသမီးတယောက်ကိုအတုံးမကြတဲ့သူတယောက်တကယ်သူဆက်ဆံတာမျိုးတွေဘုံတိတ်ခါကြဆင်းအောင်ပြောဆိုတာမျိုးတွေစီးပွားရေးလုတ်ကန်ခွင့်ပေါ့နော်လွတ်လွတ်လပ်လပ်လုတ်ပိုင်ခွင့်မပေးတာဝင်ငွေအလုံးလောက်ရှိပါလျက်နဲ့ မော်နော်ကိုယ့်ရဲ့အမျိုးသမီးပေါ်မှာကျမတို့ထောက်ပံ့ပေးကမ်းမှုမရှိတာမျိုးတွေဟာဆိုလို့ရှိရင်ဒါကသတိထားရမယ့်အချက်တွေဖြစ်တယ်ဒါတွေဟာလည်းအကျန်းဖတ်မှုမြောက်ပတ်ဝန်းကျင်နေတဲ့သတိမထားမိပဲနဲ့ပေါ့နော်ဒီအကျန်းဖတ်မှုဖြစ်စေတဲ့အပြုမူလေးတွေရှိတယ်ကျူးလွန်တဲ့သူကိုအပြစ်မတင်မဲနဲ့ကျမတို့ကျူးလွန်ခံရတဲ့သူကိုအပြစ်တင်ဝေဖန်တာမျိုးပေါ့ဥမာမတိမ်းမှုပဲထားပါတော့ကွာဒီလိုအတူအပြက်တွေဝစ်တဲ့အတွက်ကြောင့်သူဒီလိုမျိုးလှုပ်ခံရတာပေါ့ဒီလိုမျိုးလှုပ်ခံရတာကိုနည်းသေးတယ်စသည်ဖြင့်ဒီလိုမျိုးပေါ့နော်ပြစ်တင်ဝေဖန်တာမျိုး တွေနောက်တစ်ခုကပြီးလို့ရှိရင်ဒီလိန်စိတ်ခံယူမှု꽌ပြတဲ့သူမျိုးတွေရှိရဲ့ရက်ွက်ထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီမှာအချောက်ပေါ့နော်စသည်ဖြင့်ဒီလိုမျိုးခေါ်တယ်ဒါဒီဒီလည်းကျမတို့ခွဲခြားဆက်ဆံတာမျိုးတွေဖြစ်တဲ့ဒါတွေကပဝန်းကျင်နေတဲ့ဒါကအကျန်းဖတ်မှုမြောက်တဲ့အတွက်ကြောင့်ဒါတွေကတတိထားရမယ့်အချက်တွေဖြစ်ပါတယ်ဒီချစ်ချက်အစည်းအဝေးလေးမှာပေါ့နော်ကျွန်တော်အပါဝင်တခြားလူငယ်တွေကြားထဲမှာ ကြုံဖူးတာတွေဖြစ်ပျက်နေတာတွေကျွန်တော်တို့ကြားရတာတွေအခုပြောကျွန်တော်တို့အချင်းချင်းမျှဝေတာတွေကမားတဲ့မှန်တယ်မရှိပါဘူးဘလို့အခြေအနေတွေဘလို့အပြုမှုတွေကနေဒါ GBV ဖြစ်တယ်ဆိုတာကိုအခုကြည့်နေတဲ့ပရိသတ်တွေသတိထားမိသွားမယ်ဆိုရင်ပဲကျွန်တော်တို့ဒီအစီအစဉ်လေးကိုတင်ဆက်ရတာတန်တယ်လို့ပြောပါမယ်အကြံဖတ်တယ်လို့ပြောလိုက်တယ်ဆိုရင်ကျွန်တော်တို့ယောက်ျားလေးအများစုကကျူးလွန်နေဆိုပြီးဖြစ်တာမျိုးတွေပေါ့နော်ပြီးတော့သူတို့ကအင်အားကြီးတော့သူတို့ပဲကျူးလွန်နိုင်ချေများတယ်ဆိုပြီးတော့ဒီပတ်ဝန်းကျင်အားနဲ့ထင်ရှားပြကြရရှိတယ်သူတို့ပြောကြရရှိရေပေါ့နော်အဲ့ဒီပုံမှာကိုယ်စီမျိုးကြုံအနေနဲ့ဘယ်လိုထင်နေကြ ဒီအင်အားကြီးတာယောက်ျားလေးရဲ့အင်အားကြီးတယ်ကျူးလွန်နိုင်မှာဒါမဲ့ယောက်ျားလေးနဲ့တော့မဟုတ်ဘူးမိန်းကလေးလည်းကျူးလွန်နိုင်တယ်ပေါ့တချို့ယောက်ျားလေးကျတော့အရှက်ရမ်းကြီးတယ်အဲ့လိုပေါ့လင်မယားချင်းစကားများတာလို့ဘာလို့ကြာရင်ဟိုမိမလုပ်တဲ့သူကအဲ့လိုဆဲဆူပြောဆိုလိုက်တဲ့ဆိုရင်တော့မသူတို့အရှက်ကြီးပြီးတော့သူတို့စိတ်ထိခိုက်ရတယ်ပေါ့ဒါဆိုအမားတို့မြန်မာနိုင်ငံမှာကဖိုးဝါဒီပူများတဲ့အတွက်ဥမာအိမ်တော်တစ်ခုပဲဖြစ်ဖြစ်ကြီးစားမှာပဲဖြစ်ဖြစ်ဥမာမုတ်သွားဆားရင်အစားယောက်ျားလေးကရှင်းရမယ်အဲ့အဲ့လိုပုံစံမျိုးလေးရှိအဲ့အခါမှာဒီယာရဲ့အဆုံးရောက်မှုကြောင့်ပဲ ောက်ျားလေးတွေမှာပုံမှန်ထက်ပိုပြီးစိတ်ပင်ပန်းရတယ်နောက်တစ်ခါယောက်ျားလေးရဲ့တဘာဝကလူတကာကိုစောစောအောင်လေးယူဝဲထုံပြောလို့ရင်ဖွင့်လိုက်ပြီဆိုရင်မင်းကစိတ်ပြော့တဲ့ကောင်လို့ပြောခံရတယ်သူကရင်မဖွင့်ရဲတော့အဲ့ဒီမှာသူကတဖြည်းဖြည်းနဲ့တယောက်တည်းမျိုးသိရပြီးတော့ပို့ပြီးတော့စိတ်ထက်ကြလာတယ်ပေါ့နော်ဆိုမြန်မာနိုင်ငံမှာဆိုရင်ယောက်ျားလေးတွေကတကယ်တော့ပိုထိခိုက်နှုံးကပိုများတယ်ယောက်ျားလေးရဲ့မိန်းကလေးရတော့မရှိပါဘူး။ဘာလို့ဆိုတော့မတူညီတဲ့လူတွေမတူညီတဲ့ background တွေညာနေလေ။နောက်ခံကနေလာတာအတွက်ကြောင့်ဟိုယောက်ျားလေးကလည်းကျွလွန်နေတော့ခံရပါတယ်။ဟုတ်တယ်အဓိကတော့စိတ်ပိုင်းဆိုင်ရာပေါ့နော်။ ယောက်ျားလေးဖြစ်တယ်ဆိုရင်မင်းတို့တန်မာရမယ်ပေါ့ဒါတောင်းခံမှရပဲပေါ့ဒီစိတ်မာရပဲပြီးတော့ယောက်ျားလေးဆိုမငိုရအောင်မယောက်ျားလေးခုတ်ဘူးလားပေါ့မိုးရင်ပြောပြီလေဒါကျွန်တော်ငငယ်ပြရတယ်ကြောင်မကြပါဘူးဆိုပြီးအိမ်ကမိဘတွေပြောတယ်တကယ်ချင်းလေးပြောတယ်ပေါ့တော့အိမ်ယောက်ျားပြပြီးငိုနေရမချက်ဘူးလားဆိုတဲ့ဟာမျိုးပေါ့နော်အမကကိုယ်တိုင်လည်းမှားခဲ့ဘူးတာရှိရယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေကိုယ့်ရဲ့ရည်စားဟောင်းကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့တူလေး တူလေးတွေတောင်ကိုတငယ်ချင်းတွေဖြစ်ပေါ့နော်။နင်ယောက်ျားလေးဖြစ်ပြီးဒီလိုဖြစ်ရလားလို့ပြောခဲ့မိရရှိရပေါ့နော်။လူတွေအားလုံးကိုလိုက်မပြင်ပေးနိုင်အောင်မှကိုကိုရန်ကနေအရင်စပြင်လိုက်တယ်ပေါ့။ကိုတိသွားတဲ့အချိန်မှာကိုရဲ့ပတ်ဝန်းကျင်ကဒီလုပ်ဖော်ကိုင်းမှာယောက်ျားလေးတွေဖြစ်ဖြစ်တငယ်ချင်းယောက်ျားလေးတွေဖြစ်ဖြစ်ဒါအောင်ကိုရည်စားအောင်ဖြစ်ဖြစ်ပေါ့နော်။အဲငိုချင်းငိုလို့ရတယ်ငါရှိတယ်ပေါ့။အဲ့လိုပုံစံမျိုးလေးစပြီးတော့ပြင်လိုက်တယ်ပေါ့နော်။အမှန်တော့ပါတော့ဟုတ်။အကုန်လုံးကလူပဲလေ။သူတို့မှခံစားချက်ရှိတယ်။သူတို့ငိုချင်ရင်လည်းငိုမှာပဲ။သူတို့ရည်ချင်လည်းရည်မှာပြောချင်လည်းပြောမှာပဲ။ဒါကိုကိုကသွားပြီးတော့ဝေဖန်လို့မရဘူး။ တို့မှလွလွလပိုင်ခွင့်ဆိုတော့ရှိတယ်ကျွန်တော်အနေနဲ့ဆိုရင်တော့မိန်းကလေးတွေတော့မဟုတ်ဘူးယောက်ျားလေးလည်းအားရောတဲ့ချိန်လည်းရှိတယ်ငိုတဲ့ချိန်လည်းရှိတာအခုဘယ်တော့နောက်ဆုံးငိုခဲ့ရလဲကျွန်တော်ငိုခဲ့တာဟိုလွန်ခဲ့တဲ့တစ်နှစ်လောက်ကအလုပ်ကထဲမှာအဆင်မပြေဘူးမှနောက်ဆုံးငိုယောက်ျားလေးမိန်းကလေးဆိုတာကတော့ဟို ဒါဆန်တဲ့မှတ်ချက်တစ်ခုအနေနဲ့ပဲရှိတာဗျာဘယ်သူကမိုးရမယ်ဘယ်သူကမိုးရအောင်ဆိုတာမရှိဘူးကျွန်တော်ကလူသားလူသားတွေဆိုတော့ခံစားချက်ကရှိမှာပဲလေဟုတ်တယ်ဘယ်သူပဲဖြစ်ဖြစ်ငိုလို့ရတယ်တော့ကျွန်တော်တို့ပင်ပန်းလည်းနားလို့ရတယ်အဓိကအခုရဲ့လူအပြင်ပေါ့နော်စိတ်လည်းကျမ်းမာဖို့လိုတာကြောင့်စိတ်ကျမ်းမာရေးရဘလို့အခြေအနေပဲဖြစ်ဖြစ်ကိုယ်အတွက်ဘယ်ဟာတက်တောင်းတက်တောင်းဆိုရင်ငါငိုလိုက်ငါအတွက်စိတ်ပေါ်သွားမလားငါအတွက်တက်တောင်းတက်တောင်းဖြစ်သွားမလားအဲ့လိုဆိုငိုလိုက်လို့ရတယ်ဆိုကျွန်တော်လည်းရှိတဲ့ဘက်ကမှငိုပြန် ကျွန်တော်တို့ဒါဆိုခုဒါဒီအကြောင်းလေးပြောပြီးပုံတော့အဲ့တော့ကျွန်တော်နောက်ထပ်မေကွန်လေးအထူးကိုထပ်သွားလိုက်မယ်ပေါ့နော်အဲ့ဟာလေးမတော်ရင်ကျွန်တော် relationship ပေါ့နော်အခုကျွန်တော် relationship နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်ဗီဒီယိုလေးတစ်ခုရှိရပေါ့နော်အဲ့ကျွန်တော်ကြည့်လိုက်ကြရအောင်ရင်ခုံစရာမင်းအလားမလူတွေအကုန်ငယ် the window ra chillo ba ကိုမပါရင်မတော်နဲ့กว่า chillo ပြောတာ chillo ချုပ်ချယ်တာ chillo ba လူတွေမပေါင်းနဲ့กว่าမင်းတွေပြောတာချီလို့ချုပ်ချယ်တာမင်းစိတ်ဆုံးမလား Now when you mean low in muge sa nya ငါလိုကောင်းသိညီကကြည်တယ်လို့ပါငါလိုရင်ကောင်းကြိမ်တာမိမအလုပ်กว่าကြော်ရုံလူမနေတတ်ပါမင်းရဲ့လွဲ့ညာညမမီတဲ့အုံနောင်နဲ့ထုံးမတန်နဲ့กว่าရန်ခွေရဲ့ရန်ခွေကြီးမိဘဝပြတ်ပါဒီလိုဆုံးငါတန်နာဆုံးတတ်ပြမချီလို့ပါချီလို့ပါချီလို့ပါချီလို့ဒီလား ချွလွန်လောက်တဲ့ပြုမှုတွေကတကယ်ချက်လားကျွန်တော်အခုဒီဗီဒီယိုထဲအတိုင်းပေါ့နော်အပြင်တကယ် relationship တမီးစားတွေခြားထဲမှာဆိုရင်လည်းဒါချစ်လို့ဆိုပြီးတော့ပေါ့နော် GBV ဖြစ်လို့ဖြစ်နေမှမသိပဲချစ်လို့ဆိုပြီးလောက်လိုက်တဲ့အပြုမှုတွေကဒါရှိတတ်ကြတယ်ပေါ့နော်ဒီတဝန်တူတာကအကြမ်းဖက်မှုမြောက်နိုင်လားပေါ့ဘယ်လိုထင်လဲအခုရင်စပြောပြပါတဝန်တူတာတော့လူတိုင်းတော့ဖြစ်ကြမှာပေါ့နော်အနေနဲ့များတော့ ဒါပေမဲ့ဟိုအကြောင်းမဲ့တသက်တဝင်းတို့တာဖြစ်ဖြစ်ဥမာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအထီးကံဥဒီတဝင်းတို့လို့ရှိရင်တော့အကြမ်းဖက်မှုတော့မြောက်တယ်ပေါ့နော်။ဥမာလုပ်ငန်းခွင်မှာဆိုလို့ရှိလို့ရှိရင်လေဥမာကိုကယောက်ျားလေးဖြစ်နေလို့ရှိလို့ရှိရင်မိမရဲ့နာမကက်နဲ့နော်။အဲ့လိုမျိုးဆိုလို့ရှိရင်အလုပ်ခွင်မှာလည်းထိခိုက်ဝါနိုင်တယ်ဗျာ။ဟိုလူမှုဘဝင်းကျင်မှာလည်းကိုကနောက်ပိုင်းကျလို့ရှိရင်ဖဲချင်းခံလာရနိုင်တယ်။ကိုကူတိုင်းကလည်းအဲ့လိုပဲ။ तू အလုပ်သွားတယ်အလုပ်အလုပ်သွားဆိုရင်ဘယ်အချိန်ပြန်လာတာလဲ။ तू ပြန်လာတဲ့အချိန်ကိုကြည့်တယ်။အဲ့ဒါနောက်ကြဝိုင်း အဲ့လိုဆွဆဲချင်းနဲ့အဲ့လိုမျိုးပေါ့နော်သူမြဲပြောမိတယ်။ကိုမကြိုက်တဲ့သူမျိုးဆိုနေလွန်ပေါင်းနဲ့ပဲပဲဟိုပြန်လာခဲ့အချိန်နဲ့ခါနဲ့ပေါ့နော်မလိုက်ဝါနဲ့မပြုတ်နဲ့အဲ့လိုမြဲပြောမိတယ်ပေါ့ကျွန်တော်တို့အလောက်ကိစ္စနဲ့မင်းကလေးနဲ့လည်းလုံးရလောက်ရတာပဲလေအလောက်ကိစ္စအဲမင်းကလေးနဲ့လုံရင်သူနဲ့လမ်းမှာသူကအမှန်မတင်တွေ့သွားရင်အိမ်ပြန်ရောက်တော့ နင်ကဘာလဲအဲ့ကောင်မှနေနဲ့ချင်းတွေ့နေတာငါနောက်ွယ်မှာဘာဖောက်ပြန်နေတာလားတကယ်တော့ तू ကတော့မလုပ်ဘူးဒါပေမဲ့ तू ပြောတာကိုအဲ့လိုနားရောက်ပြီးအရွယ်တိုက်ချင်တဲ့ပုံစံမျိုးတစုတလုံးထားရလို့ရှိတယ်ချင်းချုပ်ချက်တင်လားမချုပ်ချက်တင်ဘူးလားဘာလို့လဲပေါ့နော်ချုပ်ချက်တင်လဲဘာလို့လဲမချုပ်ချက်တင်ဘူးလားဘာလို့လဲအာအမရဲ့ personal အမြင်ပေါ့နော်ဟုတ်ဟုတ်ချက်မှလည်းဟုတ်မယ် ချုပ်ချယ်တာအမထင်တာတစ်ဖက်လူကိုချစ်တာမချစ်တာတဲ့ကိုကိုကိုလုံလုံလောက်လောက်မချစ်လို့ချုပ်ချယ်မိရလို့အထင်တယ်ပေါ့နော်ကိုကိုကို confidence ရှိရင်ညာတော့အလိုလိုနေနေ Okay နင်ဘလောက်ရှာရှာငါလောက်ကောင်းတဲ့သူမတွေ့ဘူးဆိုတဲ့ယုံကြည်ချက်ကရှိတယ်ပေါ့နော်အဲ့ခါကျတော့အလိုလိုမချုပ်ချယ်ဖြစ်တော့ဘူးပေါ့နော်အမကတော့အဲ့လိုမြင်တာပဲဟုတ်နောက်ဦးတဘောသူနားလဲမှုလေးယူရင်တော့ပိုကောင်းတာပေါ့တကယ်ချစ်ရင်တော့အချုပ်ချယ်နေပေါ့နော်လောလောလတ်လတ်ချစ်ပေးလိုက်ပေါ့ ဟုတ်ကဲ့ကျွန်တော်ဒီနောက်ဆုံးမေးခွန်းလေးတစ်ခုမေးချင်တယ်ပေါ့နော်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်ဒီလူငယ်တွေကြားထဲမှာပဲဖြစ်ဖြစ်ဒီလိုတမီးစားချစ်တူ relationship တွေကြားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်တို့လှုပ်လိုက်တဲ့အဖြစ်အမူတွေကတခါလေ gender based violence ဖြစ်သွားတယ်ရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေမဖြစ်အောင်ကျွန်တော်တို့တွေဘာတွေသတိထားပေးဖို့လုပ်မယ်လို့ထင်လဲပေါ့အရင်ဆုံးအကိုကနေစပြီးပြောပေးပါအဓိကတော့တယောက်နဲ့တယောက်ဟို respect ရှိပေါ့ဟိုမိန်းကလေးရဲ့ခံယူချက်ကိုလည်းကိုကလေးစားမှုထားပေးကိုရဲ့ခံယူချက်ကိုလည်းလေးစားမှုထားပြီးတော့တမီးစားကြားထဲမှာပုံမှန်လင်းလင်းပြောဆိုမှုပေါ့နော်ဟိုကိုမကြိုက်လို့ရှိလို့ရှိရင်မကြိုက်ဘူးပုံမှန်လင်းလင်းပြော ဟိုမဟုတ်လို့ရှိလို့ရှိရင်အဲ့ဒီကနေစပြီးတော့အကျန်းဖတ်မှုတွေစိတ်အလိုမကျမှုတွေကလည်းအကျန်းဖတ်မှုတွေဖြစ်လာနိုင်တယ်ပေါ့နော်သူရဲ့လွတ်လပ်ပိုင်ခွင့်ကိုလည်းကိုကဟိုမစွတ်ပက်ကအောင်ကိုရဲ့လွတ်လပ်ပိုင်ခွင့်ကိုလည်းသူကမပိတ်ပြင်ရအောင်နှစ်ယောက်တဘောတူနားလည်းမရှိဘဲဆိုရင်တော့အဆင်ပြေမယ်လို့ထင်တယ်တူနဲ့တူတန်မိုးတန်မိုးထားပြီးနားလည်းမှုလေးယူလိုက်ရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျဒိတ်လေးတွေလုတ်ပြီးတော့စကားတေချာ မြန်မြပြောပြီးတော့မှငါကတော့ဒါလေးကြီးတယ်နင်ကတော့ဒါလေးကြီးတယ်ငါကတော့နင်နဲ့တွဲမယ်ဆိုရင်ဒါဒါလေးတွေရောရှောင်ရမယ်ပေါ့နော်သူနဲ့ကိုယ်နဲ့ထားတဲ့စီးလေးတွေပေါ့အဲ့ဒါလေးကိုတေချာဆွေးနွေးပြီးတော့မှပဲ relationship တကူစလိုက်မယ်ဆိုရင်တော့ healthy ဖြစ်မယ်လို့ထင်ပါတယ် ဟုတ်ကဲ့ပါเนาะဒါအခုကျွန်တော်တို့ပြောခင်းသွားတာ၄ဆိုရင်ဒါဒီသမီးစားတဲ့ခြေထဲမှာပဲဖြစ်ဖြစ်ဒီ relationship တွေခြေထဲမှာပဲဖြစ်ဖြစ်ဆိုရင်အဓိကကအပြန်အလှန်နားလည်မှုပေါ့เนาะ mutual respect လို့ပြောရပါပေါ့เนาะတကယ်ပြီးအဲ့လိုနားလည်မှုမရှိဘူးပြောနောက်တစ်ခုပေါ့เนาะ open communication ပေါ့ပွင့်ပွင့်လင်းလင်းပြောတာမျိုးကိုခံစားရတာတွေလည်းသူတို့တစ်ဖက်ပါနားလည်အောင်ပြောပြတာမျိုးပြောသူခံစားရတာကိုတည်အောင်ပွင့်ပွင့်လင်းလင်းမေးတာမျိုးပေါ့เนาะတကယ်ပြီးအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကနေ unhealthy relationship ကနေပြီးမှတော့ toxic ဖြစ်လာတယ်ပြီးနောက်တစ်ဆင့်နောက်ဆုံး GBV ဖြစ်တဲ့အဆင့်တွေအထိဖြစ်လာတာဆိုတော့ဒါကျွန်တော်တို့အခုပြောခဲ့တဲ့အတိုင်း relationship တွေခြေထဲမှာ အပြန်အလှန်နားလည်မှုကအရေးကြီးဆုံးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ် Okay အခုဆိုရင်ကျွန်တော်တို့လူငယ်တွေဂျားထဲမှာဖြစ်တတ်တဲ့ GBV နဲ့ပတ်သက်တဲ့အတွေ့အကြုံလေးတွေသူတို့မှာကြုံဖူးကြားဖူးတာလေးတွေကိုကျွန်တော် sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်။အဲ့တော့အစီအစဉ်လေးကိုဒီမှာပဲရက်လိုက်ချင်ပါတယ်။ပါဝင်ပေးတဲ့မရှင်းတဲ့တငယ်ချင်းတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။အခုကြည့်နေတဲ့မရှင်းတဲ့လေးတွေအနေနဲ့လည်းကိုယ့်ရဲ့အတွေ့အကြုံလေးတွေရှိတယ်ဆိုရင် GBV နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အတွေ့အကြုံလေးတွေရှိတယ်ဆိုရင်ဒီ video ရဲ့အောက်မှာ comment လေးရေးပေးသွားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။တတ်တာ